အရာကဘာနဲ့သွားတူလဲဆိုတော့တစ်ဖက်လူကိုသေပါစေဆိုတော့အစိတ်ပလင်ကိုတောက်တာကိုဖြစ်နေတာအဲ့တစ်ဖက်လူကိုဒုက္ခရောက်စေခြင်းပေမဲ့တကယ်တမ်းဒုက္ခရောက်နေတာကိုနှလုံးသားနဲ့ကိုအတွေးခေါ်ဖြစ်နေတာအဲ့တနည်းအားဖြင့်တစ်ဖက်လူကကိုကိုအရာခက်သိန်းကိုကင်ချုပ်ပြီးတော့မှအနိုင်ရသွားတာပါဒါကြောင့်မလို့တချို့တချို့သော relationship တွေကတရားတစ်ခုကိုမီးရှို့ပြီးတော့ငါပြန်ပြီးတော့လှည့်ကြမလို့တော့ဘူးဆိုတဲ့ပုံစံနဲ့မဖြည့်ဆည်းခဲ့ရဘူး ငါဘယ်တော့မှဒီလိုမလိုအပ်တော့ဘူးဆိုရင်နှလုံးသားနဲ့ညနှာမျိုးနဲ့အပြောအဆိုနဲ့အဲ့ဒီလူကိုပြစ်ပြစ်ခါခါမချန်ထားခဲ့ရအောင်ဘာကြောင့်လဲဒီနေ့တစ်ချိန်မှာအဲ့ဒီလူအပြင်သင်ကောင်းကြီးပြန်ခံစားမယ်အလှဲ့ကိုဘုရားပြင်ဆင်ထားတယ်။ဘာကြောင့်လဲသင်အပြင်သူကောင်းကြီးခံစားရတယ်လို့သူအပြင်သင်ကောင်းကြီးပြန်ခံစားဖို့အတွက်ဘုရားသခင်ကပြင်ဆင်တာပဲ။ဒါကြောင့်ခွင့်မလွတ်နိုင်တဲ့အရာတွေကျွန်တော်တို့အထက်ထဲမှာမရှိဖို့လိုတယ်။ဘာဖြစ်ဆိုခွင့်မလွတ်ခြင်းဆိုတဲ့အရာကဘာနဲ့သွားတူလဲဆိုတော့နော်ဆရာဆော်လက်အမြဲတမ်းပြောတယ်။တစ်ဖက်လူကိုသေပါစေဆိုတော့အစိတ်ပလင်ကိုတောက်တာကိုဖြစ်နေတာအဲ့။ 那怕路吵架吧，子路先生不就偷那样你俩勾骗你俩的？那怕路我都看要是前面面，大家都看要你俩勾那龙那的勾对勾骗你俩的。但你阿爸那怕路个哥哥，哎呀，他等我干臭比罗嘛那样多拉巴的。那怎么怎么路都要先生也打打的嘛？路的兄弟兄弟两口子罗妹，苏大爷冲浪比苏哎，路个伯老切切，哎，路个伯老白对对的。那不好吧？他呀，他这样偷抓来，就勾骗神他了；勾抓来，就勾骗神他了。 被那么些都特别吧，那老拿喽，结婚也没。